မှာအောင်းလန်းကိုပြင်းထက်လို့ပြင်းတယ်။အင်္ဂလိပ်နဲ့ဆက်ထားတဲ့နာမည်တွေကြိုက်ဘူး။အင်္ဂလိပ်အလောင်းမုန်းတယ်။ဘာမှလို့အင်္ဂလိပ်ခေါ်တာကိုကုလသမဂ္ဂမှာအစိုးတင်သွင်းတယ်။မကြိုက်ဘူး။မြန်မာလိုပြင်ပါ။အမျိုးရှိလိုက်ကြတယ်။ဆရာတော်ဥဒ္ဓမပန်းရှံကြတော့တန်တော်မင်းပန်းရှံဆိုတာဥဒ္ဓမပန်းရှံလို့ပြင်ဖို့တတိမရတာဘာသဘောလဲ။ ယခိုင်သားဖြစ်နေလို့ဘာဖြစ်လို့လဲအကယ်၍ဗမာသာဖြစ်ခဲ့တယ်ဆိုရင်အဲ့ဒီရုပ်ရောင်ရွှေရှားထားတယ်မှန်ပါဗျာမှန်ပါ2015ခုဇန်နဝါရီလ23ရက်နေ့မှာလော့တော်မှာဘုန်းကြီးတို့စစ်တွေအမှဥမောင်ညိုအဆိုတင်သွင်းတယ် ဥဥတ္တမပန်းရှံကိုပြန်ပြီးတော့အကောင့်ထဲပုံပေးပါအတိမပြုပေးပါအဲဒီတော့ဘုန်းကြီးတို့ရန်ကုန်တိုင်းရင်တိုင်းသားကြီးရဝန်ကြီးဦးစောအင်းမောင်ဘုဆောင်ပြီးတော့ဘုန်းကြီးတို့2015ခုနှစ်မှာဥဥတ္တမပန်းရှံပြန်ပြီးတော့ရရှိခဲ့တာဖြစ်ပါရန်ကုန်မှာဘုန်းကြီးတို့ဥဥတ္တမလမ်းလို့ရှိရလားရှိပါဘူး ဗျာအကောင်မဥဒ္ဓမာလာလို့ရှိရလားမရှိပါဗျာမရှိမရှိလို့တဲ့တဲ့ပြောမှန်ပါဗျာမရှိပါဗျာဥဝိဇ္ဇာရလို့မရှိလားရှိပါရဲ့ဗျာဥဝိဇ္ဇာရကဘာမှမှန်ပါဗျာဥဒ္ဓမာကရခိုင်မှန်ပါဗျာအေးအဲ့ဒါမှတ်တာမှန်ပါဘုန်းကြီးတို့တိုင်းရင်သားစီလုံးညီညွတ်ရေးတိုင်းရင်သားစီလုံးညီညွတ်ရေးဘာမှလည်းတိုင်းရင်သားစီလုံးညီညွတ်ရေးဘာသူတွေဖြစ်နေလဲအေးမှတ်တာဥဝိဇ္ဇာရကိုရှိတယ် ဟိုတမပို့ပြီးမရှိသေးလားရှိသေးပါရဲ့ဗျာဥဝိဇာရကနိခမဥဝိဇာရဆိုတာသူတစ်ပါးနောက်လိုက်လောက်ဆောင်ချက်ဘာမှမရှိမမဟေးစေယုံကအစငါခံပြီးတော့ပြန်တော်တော်မူသွားတယ်လိန်မာရစ်ကြပါဒီလူတွေမိုက်နေလို့လားဒီလူတွေမိုက်နေလားမမိုက်ပါဗျာဘာစကားပြောတယ်လိန်မာရစ်ကြပါမိုက်နေတဲ့လူတွေမရှိဘူးမမအဲ့ဒါလေးကိုပဲတစ်ခါတည်းရေးကြီးခွင်ကျယ်လုပ်ပြီးတော့ ဥဝိစာဒလက်ဥဥဝိစာဒကြောက်တန်လို့နိုင်ငံတော်ကအကုန်ကြခံပြီးတော့လုံးပိတ်တာဒီကနေ့ဆရာတော်ဥဒမလန်းဆိုတာရခိုင်ပြည်နယ်၁၈မြို့နယ်မှာမြို့နယ်တိုင်းရှိတယ်မရှိသေးဘူးလားရှိသေးပါရဲ့ဗျာဟေးယေရှုတိတာတဲ့ပုဂ္ဂိုလ်တွေလမ်းနာနဲ့ထက်ရအောင်အခုဥဒမလန်းတယ်တောင်ဟုတ်သွားတယ်အင်တာတော်ပါတယ်ဘုန်းကြီးရှိကြည့်တယ် လမ်းယုံရှိရောမပတ်သေးဘူးရခိုင်ပြည်နယ်ဆက်ခွန်မျိုးနယ်မှာဥဥတ္တမလက်ဥဥတ္တမကျေယုံမျိုးနယ်ထဲမှာရှိသေးတယ်မရှိသေးဘူးလားရှိသေးပါလေဗျာတောင်ကုတ်ကလူတွေတာဝန်ကျေးတယ်တန်တွဲကတာဝန်မကျေးသေးဘူးဘုန်းကြီးပြောတယ်ဆရာတို့ဥဥတ္တမကျေယုံ2018ခုနှစ်မှာပွင့်နိုင်အောင်လုပ်ပါတို့များနောက်ကအနေနဲ့နောက်ကြတကွက်ရော်အနေနဲ့ပြောရ ဒါနဲ့ကြောင့်ဆရာတော်ဥဥတ္တမလမ်းဆိုတာရခိုင်ပြည်နယ်၁၈မြို့နယ်စုံမှာရှိနေတယ်လို့ဆရာတော်ဥဥတ္တမကျေးရွာနဲ့ရခိုင်ပြည်နယ်၁၈မြို့နယ်တိုင်းမှာရှိတယ်။ဘောကြောင့်ဆိုင်ကျေးရွာအမပြည်မြို့နယ်မြို့နယ်မှာစီမံကိန်းနဲ့အခုတည်ဆောက်တယ်။ရခိုင်ပြည်နယ်လို့မှာမြို့နယ်မြို့တိုင်းမှာဆရာတော်ဥဥတ္တမကျေးရွာမရှိသင့်ဘူးလားရှိသင့်ပါတယ်ခင်ဗျာ။ဟေးဆရာတော်ဥဥတ္တမကျေးရွာဆိုတာဒီကနေ့ကျေးဇူးတိတတ်တဲ့ပုံပေါ်တယ် အကောင်းတဲ့ဖော်လို့တဖြည်းဖြည်းရှိလာပြီဖြစ်။ဘုန်းကြီးတို့ရန်ကုန်မှာဥဒ္ဓမာလာမရှိ။ဒါကိုဤနယ်ကတုံးဆုံမဆာလာခိကကျွန်တော်တို့ရန်ကုန်မှာဥဒ္ဓမာလန်တလန်ကိုသတ်မှတ်ပေးပါ။ဥဒ္ဓမာကျေးဇူးကိုကျွန်တော်တို့ရခိုင်ပြည်နယ်ကကြားခံပြီးတော့သုံးပါတယ်။လုံးဝဖောက်လိုက်တဲ့ငါပြီရှိမှန်းတော်မသိ။ဥဒ္ဓမာလန်ကိုသတ်မှတ်ပေးရလား။ မပေးပါဗျာအဲ့ဒါဘာဖြစ်လို့လဲရခိုင်ပြည်နေလို့ပါဗျာအသိဉာဏ်မတ်ကရခိုင်သားဖြစ်လို့ဗမာဆိုရင်ပြည်တာကြာပြီဘောင်းကြီးတခုပြောမယ်တောင်ကုတ်တောင်ကုတ်ကလည်းဘုန်းကြီးနဲ့စိတ်ထားတော့မဟုတ်ဘိုးမဝင်တာမနေဘိုးက7နှစ်17နှစ်လာပဲတောင်ကုတ်ရောက်တယ်တောင်ကုတ်မှာလည်းဆွေမိုးတွေရှိတောင်ကုတ်ရောက်တော့ငယ်ငယ်လေးကတောင်ကုတ်စီဘိုးကျော်ဝါစီဟာ ဘုန်းကြီးအဲ့ဒါလေးမျက်စိကအခုတော့မကြောက်သေးအခုတောင်ကုန်းမျိုးစဉ်မျိုးသားတွေလည်းစဉ်းစားကြည့်ပေါ်လာဖို့ဘုန်းကြီးမသိရန်ကုန်ရောက်သွားတယ်စာရီပင်တွေဖတ်လာတော့ဟာတောင်ကုန်းသားတွေပေါင်းတော်ဘုန်းကြီးရှိမို့လဲဘာကြောင့်လဲဒီပြည်ချာအင်္ဂလိပ်ငယ်ချက်တော်လှန်ခဲ့တာပါဘူကျော်ဝါဆိုတာတန်လျှောင်းတရပတ်သားဟုတ်လားမဟုတ်လားဟုတ်ပါရဲ့ဗျာထောင်ရှိရ24 25မှာ အင်္ဂလိပ်မြန်မာပထမစစ်ပွဲပြီး1826 25 26ဘုန်းကြီးတို့တန်တွဲကဖူးပါဦးခေါ်ဘောသာဦးအဲ့ဒီဘောသာဦးကရရလည်းနဲ့စွဲကန်ပြီးတော့အင်္ဂလိပ်ဗြိတိရှ်နယ်ရှက်အစိုးရပထမဦးဆုံးတော်လှန်ခဲ့တဲ့ပုဂ္ဂိုလ်ရခိုင်ပြည်နယ်မှာဘောသာဦးတန်တွဲအလဲကျော်တိုက်သူကြီးဘောသာဦးအရှင်မတ်တော်အဲအင်္ဂလိပ်စစ်ဘော တပ်ပတိန်ဂေါ်တော်ကိုအပြတ်ရှင်းပလိုက်တယ်ယောအဲ့ဒီရနောက်ပိုင်းမှာဘုသာဥက1926မှာကွန်လိုနီစာရောက်ရှိသွားတယ်29 30ပေါ့အဲ့တော့နောက်နှစ်ပေါင်း30လောက်မှာဘိုးကျော်ဝတ်ကျက်လာတောင်ဘုသာဘိုးကျော်ဝတ်အင်္ဂလိပ်ဗြိတိရှ်နယ်ရှက်တော်လှန်ခဲ့တဲ့ဘိုးကျော်ဝတ် တောင်ကုန်းသူတောင်ကုန်းသားတွေကဂုံပြုတ်ပြီးတော့ဘူကျော်ဝစီလို့ထဲထားတာဘုန်းကြီးပီတိဖြစ်တယ်ဒီကနေ့ဘူကျော်ဝစီဟုတ်ရဲ့လားဟုတ်ပါဘူးဗျာဟုတ်ပြီရဲ့လားမဟုတ်ပါဘူးဗျာအတန်နေနေဟုတ်ပါဘူးအေးအဲ့ဒါမြခိုင်သားဟုတ်လို့လားမဟုတ်လို့လားအောင်ကိုရ88 အရေးကြီးဖြစ်တယ်အရေးကြီးဖြစ်တော့ဘုန်းကြီးကလည်းမန္တော်မှတည်နေတယ်